ုတ်ကဲ့ပါဒီနေ့မှာအရေးတကြီးပြောစရာကိစ္စတစ်ခုရှိပါတယ်လွန်ခဲ့တဲ့နှစ်နာရီဝန်းကျင်ချိန်လောက်ကသတင်းတပုတ်တက်လာတာကိုပြည်သူတွေလည်းတွေ့မြင်ရမှာပါမန္တလေး PDF ရဲ့ဗဟုဥဆောင်ကော်မတီဝင်2ဦးကိုအဲဒီအချင်းချင်းတက်ဖွဲ့တွေကပြန်ဖမ်းသွားတယ်မန္တလေး PDF ဗဟိုကော်မတီနောက်က MOD အဲ့ဒီတက်ဖွဲ့တွေကနေပြီးတော့ဖမ်းဆီးထိန်းသိမ်းသွားတယ်။ဘာကြောင့်ဖမ်းတာလဲ။သူတို့ဘယ်နေရာမှာထားတာလဲ။လုံးဝမသိရသေးဘူးဆိုပြီးတော့သတင်းတက်လာတယ်။ဒီသတင်းကိုလည်းအားလုံးသိကြပြီးဖြစ်မှာပါ။အဲ့တော့ဒါရဲ့နောက်ဆက်တွဲမန္တလေး PDF ရဲ့တုံ့ပြန်ချက်ပါ။အခု အဲကျွန်တော်ရိုက်နေတဲ့အချိန်မှာမိနစ်20ဝန်းကျင်ပဲရှိပါသေးတယ်မန္တလေးပီဒီယက်ကထုတ်ပြန်ထားတဲ့အဲသူတို့နှစ်ဦးနဲ့ပတ်သက်တဲ့သေစေးကြောင်းရပါဒါပြည်သူတွေတည်တည်နဲ့တည်တည်ချာချာလေးရှင်းရှင်းလင်းလင်းအဲဒီအချက်လက်တွေကိုတည်တည်နဲ့လို့ယူဆလို့ဒီကြောင်းရလေးကိုကျွန်တော်ထုတ်ပြန်ထားတဲ့အတိုင်းပြောပြချင်ပါတယ်အဲ့တော့ထုတ်ပြန်ချက်ကဒီနေ့21ရက်ရက်စွဲနဲ့ထုတ်ပြန်ထားတာပါနံပါတ်1ချက်အနေနဲ့ပြည်သူ့ຫນွေဦးတော်လှန်ရေးကြီးကပေါက်ဖွားလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာတပ်ပုံကြစစ်ပုံကြတဲ့ တပ်ဖွဲ့တွေရဲ့ဖြစ်စေဖို့အစွမ်းကုန်ကြိုးပမ်းတည်ဆောက်လျက်ရှိပါတယ်ဆိုပြီးစပြုထားပါတယ်ဒါလိုမျိုးတိဆောက်ရေးလုံခြုံရေးတွေမှာတပ်ဖွဲ့ဝင်တွေကြားမှာတာဝန်ရာထူးအဆင့်တက်မခွဲခြားဘဲနဲ့အပြစ်ရှိတဲ့သူကိုအပြစ်လျောက်ထိုက်တင်တယ်လို့အပြစ်ပေးအရေးယူခြင်းဒီကျင့်ဝတ်စည်းကမ်းထိမ့်သိမ်းကြက်မှတ်ခြင်းအဲဒီကိစ္စတွေကိုလည်းအထူးအရေးကြီးတဲ့ကဏ္ဍတရအဖြစ်နဲ့ပါဝင်တာနဲ့ညီမိမိတို့တက်ဟာတက်တွင်းစည်းကမ်းထိမ့်သိမ်းကြက်မှတ်ခြင်းကိုအထူးလေးထားဆောင်ရွက်လေရှိပါသည်ဆိုပြီးနံပါတ်1ချက်အနေနဲ့မန္တလေး PDF ကဖော်ပြလာပါတယ် နံပါတ်2ချက်အနေနဲ့ပြည်သူ့ကော်မတီတက်မတော်မန္တလေးရဲ့ဗဟုဥဆောင်ကော်မတီဝင်2ဦးဖြစ်တဲ့ကိုမုံတိုင်းဒီစီးရေးဌာနကြီးမှုနဲ့ကိုနိုင်ကြီးဘန္နာရှာဖွေရေးဌာနကြီးမှုတို့ဟာကာလတံမိုးကြီးမားတဲ့တပ်ပိုင်ဘန္နာပစ္စည်းတချို့ကိုတက်ရဲ့စီမင်းစည်းကမ်းနဲ့လုံထုံးလုံကြီးတွေကိုချိုးဖောက်ပြီးတရားမဝင်ထုတ်ယူသွားခဲ့ကြောင်းဒီဖြစ်စဉ်အတွက်ပြစ်ရှိကြောင်းအဲ့ဒီဘန္နာပစ္စည်းတွေကိုတပ်ထံကိုအ мян ဆုံးပြန်လည်အနှံ့ရမှာဖြစ်ကြောင်း ဤပြမှုအတွက်တက်ကပေးအပ်တဲ့ပြစ်ဒဏ်ကိုခံယူရမှာဖြစ်ကြောင်းလွန်ခဲ့တဲ့ဩဂတ်စ်လ2025ခုနှစ်မှာပြုလုပ်ခဲ့တဲ့သူတို့နှစ်ဦးကိုယ်တိုင်ပါဝင်တက်ရောက်တဲ့ဗဟုဥဆောင်ကော်မတီအစည်းအဝေးမှာဆုံးဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ဤဆုံးဖြတ်ချက်တွေကိုစက်တင်ဘာလ2025ခုနှစ်မှာကျင်းပခဲ့တဲ့တက်ရဲ့တက်မှုများ6လပတ်ဆုံးကြီးအစည်းအဝေးမှာလည်းထပ်လောင်းပြီးတော့အတည်ပြုပြီးဖြစ်ပါတယ်ဆိုပြီးနံပါတ်1အချက်အနေနဲ့ဖော်ပြလာပါတယ်။နံပါတ်3ချက်ကတို့ဖြစ်တော့လေအဲ့ဒီကာလက ော်လန်ဟီချင်းနေရ၎င်းသူတို့နှစ်ဦးရဲ့မြစ်တရက်ခံတင်ပြချက်ရ၎င်းအခြားထောက်ရှုရမယ့်အခြေအနေရ၎င်းပြစ်ဒဏ်တွေကိုလက်တွေ့ချမှတ်တာမပြုသေးဘဲယာယီဆိုင်းငံ့ခဲ့ပါတယ်နံပါတ်၄ချက်နေနဲ့ပြောပြထားတာကဒါပေမဲ့သူတို့ဟာအခုချိန်ထိအဲ့ဒီဘန္နာပစ္စည်းတွေကိုတတ်ထန်ပြန်လည်အနှံတာမရှိသလိုအဲ့ဒီအတွက်မြည်တိုးသောဖြည့်ရှင်းမှုမှအတိပေးပြောဆိုတာမရှိပါသို့ပါ၍ ဤပြစ်မှုဟာတပ်ဖွဲ့အတွင်းတာမန်စီးမြင်စည်းကမ်းချိုးဖောက်မှုအဆင့်ကိုကျော်လွန်တာကြီးမားတဲ့ပြစ်မှုအမျိုးအစားအဆင့်ကိုရောက်ရှိသွားပြီဖြစ်တယ်လို့ကနဦးအဆင့်ကောက်ချက်ချနိုင်ပါသည်ဆိုပြီးနံပါတ်၄အချက်မှာတော့ပေါ်ပြထားပါတယ်နံပါတ်၅အချက်ကအဲ့ဒီကိစ္စရက်တွေကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကိုတင်ပြကပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ဗဟိုဥဆောင်ကော်မတီဝင်2ဦးဖြစ်တဲ့ကိုမုံတိုင်းစီရေးဌာနကြီးမှုနဲ့ကိုနိုင်ကြီး ဘဏ္ဍာရှာဖွေရေးဌာနကြီးမှုတို့ကို15ရက်နိုဝင်ဘာ2020ခုနှစ်ကစတင်ပြီးကနဦးအဖြစ်အောက်ပါအတိုင်းအပြစ်ပေးအရေးယူထားပါသည်ဆိုပြီး ထုတ်ပြန်လာပါတယ်ဘယ်လိုမျိုးအရေးယူထားလဲဆိုရင်သူတို့နှစ်ဦးလုံးကိုတက်ရဲ့လက်ရှိတာဝန်အားလုံးကရပ်ဆိုင်ခြင်းနောက်တစ်ခုကသူတို့နှစ်ဦးလုံးကိုလက်နက်ဖြုတ်သိမ်း၍အချုပ်နဲ့ထိန်းသိမ်းထားရှိခြင်းဒီဒီပြစ်ဒဏ်နှစ်ရက်ကိုချမှတ်ထားတယ်လို့ဆိုပါတယ်နံပါတ်6တင်ပြလာတဲ့ချက်က ီတက်ဖွဲ့ဝင်တို့ဟာတက်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့အပြင်ပြစ်မှုရဲ့သဘောတဘာဝအရာဒီမှုကိုတာမန်တက်တွင်စီရင်ဆုံးဖြတ်မှုနဲ့ဆောင်ရွက်ဖို့မသင့်တဲ့အတွက်ကြောင့်အထက်ယုံဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကအမှုတွဲဖြစ်စဉ်ကိုလိုအပ်သလိုဆုံးဖြတ်ပြီးတော့ဆောင်ရွက်နိုင်ဖို့တရင်ပို့တင်ပြထားပြီးလည်းဖြစ်ပါတယ်ဆိုပြီးဖော်ပြလာပါတယ်။နံပါတ်9ချက်က အဲ့လိုမျိုးစီကံထင်းသိမ်းတာနဲ့ပြပေးရေးယူတာဟာတာမန်အဖြစ်မိမိတို့တက်တွင်းကိစ္စတွေသာဖြစ်ပြီးအများပြည်သူကိုအတိပေးထုတ်ပြန်လို့မရှိပါလို့ဖော်ပြပါရတယ်။ဒါပေမဲ့အခုဖြစ်စဉ်ကိုအကြောင်းပြုပြီးတော့မလိုလားအပ်တဲ့သတင်းချက်လက်အလွဲအမှားတွေတော်လိုင်းရင်အကျိုးကိုထိခိုက်စေမဲ့ကောလာဟလအမှားတွေပေါ်ပေါက်လာတဲ့အရေးအယောင်တွေကြားသိနေရတဲ့အတွက်တော်လိုင်းအကျိုးကိုရှေ့ရှုပြီးတော့အခုလိုမျိုးသတင်းထုတ်ပြန်ရခြင်းဖြစ်ပါတယ်ဆိုပြီးနမခွန်မှာဖော်ပြပါရတယ်။နမရှိချက်ကအခုလိုမျိုးတော်လိုင်းရင်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့အခိုက်အတန့်ကာလမျိုးမှာတော်လှန်ရေးအကျိုးကိုထိခိုက်စေမဲ့သတင်းချက်လက်အလွဲမာတွေကိုမဖန်တီးမဖြန့်ဖြူးကြဖို့လဲတက်ဆိုင်သူအားလုံးကိုအလေးနက်မေတ္တာရက်ခံအပ်ပါသည်လို့မန္တလေး PDF ကပြောပါတယ်အခုနမကိုအချက်အနေနဲ့အခုလိုမျိုးကာလမှာပြည်သူလူထုကိုစိတ်ပိုင်းဆိုင်ရာဒဇုံတရာအနှောက်ယှက်ဖြစ်စေမဲ့ဒီဖြစ်စဉ်သတင်းမျိုးပေါ်ပေါက်စေတဲ့အတွက်လဲပြည်သူလူထုကိုမမိတို့ပြည်သူကာကွယ်ရေးတပ်မတော်မန္တလေးကအထူးတောင်းပန်အပ်ပါသည် ပြည်သူ့ကော်မတီတပ်မတော်မန္တလေးတီတပ်ဖွဲ့ဝင်များကြားတာဝန်ရသူအစင်းနဲ့မခွဲကြဘဲအပြစ်ရှိသူကိုအပြစ်လျောက်ထိုက်တင်တယ်လို့အပြစ်ပေးအရေးယူခြင်းကျင်းဝတ်စည်းကမ်းထိမ့်သိမ်းကြက်မှတ်ခြင်းအပါဝင်တက်တီဆောင်ရွက်လုပ်ငန်းစဉ်ကိုပို့ပြီးတော့အားဆိုင်ဆောင်ရွက်သွားကပြည်သူ့ຫນွေဦးတော်လှန်ရေးကြီးရဲ့အနိမပန်းနံဖြစ်တဲ့ဒန်နူမှုနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးအတွက်မစုံမနစ်ဆက်လက်ပြီးတော့ခြိတက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုလေးစားစွာအတိပေးတင်ပြအပ်ပါသည် ဗဟုဥဆောင်ကော်မတီပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဆိုပြီးထုတ်ပြန်ထားတာပါဒါကတော့မန္တလေး PDF ရဲ့ကိုမုံတိုင်းနဲ့နောက်တူဖြစ်တဲ့ကျွန်တော်တို့ကိုနိုင်ကြီးတို့နဲ့ပတ်သက်ပြီးတော့ထုတ်ပြန်လာတာပါအဲ့တော့မန္တလေး PDF ကဖော်ပြထားခဲ့တဲ့အတိုင်းပါပဲဒီလိုမျိုးအတွင်းထဲမှာအချင်းချင်းကြားမှာဒီလိုမျိုးပြဿနာတွေအစိပ်ပိုင်းတွေပေါ်ပေါက်လာရင် ပြည်သူလူထုကအားရော့ရတယ်ဆိုတာကတော့အရှိတရားပါပဲအဲ့တော့တပ်ဖွဲ့တွေကလည်း မတထောင်သားတွေလူအမျိုးမျိုးနယ်ပယ်အသီးသီးကဏ္ဍဖုံဖုံကလူတွေနဲ့စုဖွဲ့ထားတာဖြစ်တဲ့အတွက်ပြဿနာတွေကတော့ရှိမှာပါပဲအလုံးလုံးကြတယ်စုဖွဲ့ကြတယ်တဦးထပ်ပို့တဲ့စုဖွဲ့မှုတွေပြုလုပ်ကြတယ်ဆိုရင်ဒီလိုမျိုးပြဿနာတွေရော်ရဲမှုတွေချိုးဖောက်မှုတွေဒါတွေကတော့အမားတွေအလွဲတွေဒါတွေကတော့ကြုံတွေ့ရမှာပါတဦးတဲ့တောင်မှကိုယ်စိတ်နဲ့ကိုယ်ကိုဟိုအလိုမကျတဲ့တယောက်တည်းတောင်မှအလိုမကျတဲ့ရံဖြစ်နေရတဲ့ဖြစ်စဉ်တွေ ဖြစ်တတ်တဲ့သဘောတော်ဟာရှိတာကိုဒါကြောင့်မလို့တက်တွင်းထဲမှာဒီမန္တလေး PDF တင်ဖို့ပေါ့တခြားတက်ဖွဲ့အသီးသီးအသီးသီးမှလည်းဒီပြဿနာမျိုးတွေရှိနိုင်ပါတယ်ပြဿနာဖြစ်တာကသဘာဝပါပဲဒါပေမဲ့အဲ့ဒီပြဿနာပေါ်မှာဘလို့ထင်းကြောင်းမလဲဘလို့စည်းမျဉ်းဥပဒေနဲ့တွားမလဲဘလို့မျိုးစနစ်တကျဆောင်ရွက်မလဲတရားမျှတမှုရှိအောင်ဘလို့မျိုးလုပ်ကြမလဲဆိုတာကသာအရေးကြီးတာပါပြဿနာတွေကိုကျွန်တော်တို့ကြောက်စရာမလိုပါဘူးအလုပ်လုပ်တဲ့သူတိုင်းနောက်တစ်ခါဒါတွေကိုစုဖွဲ့ပြီးတော့ပြင်ဆင်တိစောက်နေတဲ့ အဖွဲတိုင်းကပြဿနာတွေတခုမဟုတ်တော့တခုတွေ့ကြရမှာပါကျွန်တော်တို့မသိရအတွင်းထဲကပြဿနာတွေဒီထက်မကအများကြီးရှိနေပါတယ်ဒါပေမဲ့အဲ့ဒီပြဿနာတွေကိုကျွန်တော်တို့ရိုးသားစွာနဲ့စနစ်ကျစွာနဲ့ညံ့ညတ်တတ်တာစီမံဆောင်ရွက်ထိန်းချောင်းဖို့တော့လိုအပ်ပါတယ်မဟုတ်ရင်တော့ဒီလိုသတင်းချက်လက်တွေပေါ်လာတိုင်းပေါ်လာတိုင်းမှာကျွန်တော်ပြည်သူလူထုကတော့ခုနပြောခဲ့တဲ့အတိုင်းအားရောပါတယ်တနည်းအားဖြင့်ဆိုလို့ရှိရင်အဲ့လိုသတင်းချက်လက်တွေရဲ့အောက်မှာ ူလူကိုဘတ်သားအနေနဲ့သူတို့ကပဲပြဿနာတွေကိုသိတယ်လို့လို့နှက်ချောင်းပေးတယ်လို့ထင်ကြီးပေးတယ်လို့လို့နဲ့အများကြီးပို့ပြီးတော့ရှုပ်ထွေးအောင် ဖွားနေကြတဲ့သူတွေအခြားသူတွေမဟုတ်ပါဘူး6800လားတွေပါပဲအဲ့တော့သူတို့ကွန်မန့်တွေကိုလည်းကျွန်တော်တို့ကတိကျသတိထားရပါမယ်ဒါကလေးမှာအဲ့ဒီသတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့အခါမှာကွန်မန့်တွေကိုလိုက်ပြီးတော့ပြန်လန်းပြန်ပြန်လန်းလန်းဖတ်ကြတယ်ရှာဖွေကြတယ်ကြည့်ကြတယ်ဒါပေမဲ့အဲ့ဒီထဲကပဲအဲစိုက်ဝါးတွေအစိတ်တောက်တွေဖြစ်စေတဲ့အကြောင်းအရာတွေလည်းကျွန်တော်တို့ခေါင်းထဲကိုအများကြီးစုပြုံပြီးတော့ ရောက်လာနိုင်ပါတယ်ဒါတွေကိုကျွန်တော်တို့ကသတိကြီးကြီးထားဖို့လိုပါတယ်တည်တည်ချာချာလေးရှုမြင်သုံးသပ်ကြည့်ဖို့လိုပါတယ်သတင်းချက်လက်တွေအားလုံးကိုဟိုမသိနိုင်ဘဲနဲ့ကျွန်တော်တို့ဟိုဝလုံးရှင်နဲ့ရမ်းနေလို့မရပါဘူးအခုမန်နေ PDF ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်ကလည်းအလုံးစုံပြည့်စုံနေလုံလောက်ပါတယ်ကျွန်တော်အာမခံပါတယ်လို့ဆိုလိုချင်တာဆိုလိုနေတာမဟုတ်ပါဘူးဒီထက်အတွင်းမှာဖြစ်တဲ့ကိစ္စတွေကကျွန်တော်တို့လည်းမသိနိုင်ပါဘူး။ဒါတွေကတိတိကျကျစနစ်ကျသိတယ်ဆိုရင်တော့တင်ပြရပါမယ်။စနစ်ကျပြောရပါမယ်။အခုကတော့အဖွဲ့အစည်းတစ်ခု တနိုင်ငံလုံးအတိုက်အတာနဲ့တာဝန်ခံပြီးတော့လှုပ်ထားတဲ့လက်နက်ကင်ဖွဲ့စည်းတစ်ခုအနေထုတ်ပြန်တဲ့ထုတ်ပြန်ချက်ဖြစ်စဉ်အသေးစိတ်ကိုပြည်သူကိုတင်ပြတယ်တင်ပြချက်ပါအဲ့တော့ဒီအချက်လက်တွေကိုလည်းကျွန်တော်တို့ကသေသေချာချာကြည့်ရပါမယ်ဒီတက်ကိုသိတဲ့အချက်လက်တွေရှိရင်လည်းခိုင်ခိုင်မာမာနဲ့ပြောဖို့လိုပါတယ်မဟုတ်ဘဲနဲ့တော့ဟိုကွန်မန့်တစ်ချောင်းနှစ်ချောင်းစာအချက်လက်သိသလိုလိုဆရာကြီးလိုလိုဟိုအချင်းချင်းပြိုကွဲစေမယ့်အကြောင်းအရာမျိုးတွေလမ်းကြောင်းပေးတဲ့အရာတွေကိုတော့ကျွန်တော်တို့ကြက်ကြက်ကိုသတိထားရပါမယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒါတွေကကျွန်တော်တို့ရဲ့ တော်လိုင်းတာဝန်တွေထမ်းရွက်ဖို့စိတ်အားထက်သန်နေမှုတွေကိုရိုက်ချိုးလိုက်ကြတဲ့အကြောင်းတရားတွေကတခုဖြစ်နေပါဝင်နေလို့ပါဒါတွေကအမတန်အစိတ်တောက်ဖြစ်စေပါတယ်ဒါတွေကိုကျွန်တော်တို့သတိကြီးကြီးထားရပါမယ်သတင်းဌာနတွေသတင်းရေးသားသူတွေသတင်းတင်ဆက်သူတွေအနေနဲ့လည်းဒါတွေကိုဟိုတိတိကျကျလေးကိုသတိကြီးကြီးထားပြီးတော့လုပ်ရပါမယ်အစလေးတွေဆွဲထုတ်နေုံနဲ့ကျွန်တော်တို့မရပါဘူးဆွဲထုတ်မယ်ဆိုရင်ကျွန်တော်တို့တကယ်အချက်လက်တိတိကျကျနဲ့တိတိကျကျရှင်းတဲ့အထိဆွဲထုတ်နိုင်မှရမှာပါအစလေးကိုဆွဲထုတ်ထားတယ်အဲ့ဒီအစပေါ်မှာအခြေခံပြီးတော့ ခုနပြောတဲ့သူ့လူကိုဘတ်သားလုပ်ပြီးတော့စိတ်သက်ဆင်ဆင်ရဲ့လုပ်နေသူတွေရဲ့အဲ့အစတွေကိုနင်းပြီးတော့ပြည်သူလူထုကိုစိုက်ဝါးရေးထဲကြမယ်အာမင်းတို့ဒေါ်လာကြီးကဟိုအောင်မှာမဟုတ်ပါဘူးကွာမင်းတို့ဒေါ်လာကြီးရင်အောင်မှာပေါ့ဆိုရတယ်ဒါတွေကဒေါ်လာကြီးကိုယုံကြည်လို့တကယ်ဒေါ်လာကြီးမှာပါဝင်ပြီးပြောနေတဲ့သူတွေမဟုတ်ပါဘူးအများစုက တကယ်ဟိုဘက်ကနေပြီးတော့စိုက်ဝါထက်ပြီးတော့လာပြီးတော့ပြောင်းနေကြတဲ့သူတွေပါဒါတွေကိုလည်းပြည်သူလူထုကသိကြပြီးဖြစ်ပါတယ်ကျွန်တော်ထပ်ဆင်ပြီးတော့ remind လုပ်တဲ့အနေနဲ့သတိပေးတဲ့အနေနဲ့ထပ်ပြီးတော့ပြောတာပါဘာကြောင့်လဲဆိုကျွန်တော်တို့ကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာဆိုရင် comment တွေကိုလည်းတိတိကျကျဖတ်တဲ့အလေးချင်းရှိကြတဲ့အတွက်ပါအဲ့တော့ကုမ္ပဏီနိုင်နဲ့အဲဒီမလေးပီဒီအက်ကဘ ਹੁ ကော်မတီဝင်နှစ်ဦးနဲ့ပတ်သက်ပြီးတော့မလေးပီဒီအက်ကတော့သူတို့ထိမ့်သိမ့်ထားတဲ့လက်နက်တွေဖြုတ်ပြီးတော့ယာရုတွေ အဲတာဝန်တွေရပ်နာပြီးတော့လက်နက်တွေဖြုတ်သိမ်းပြီးတော့အချုပ်ချပြီးတော့ဒါတွေကိုအရေးယူထားတယ်ဆိုပြီးတော့တိတိပပပြုတ်သွားပါပြီဒီချက်လက်ကပြည်သူလူထုတည်တည်ချာချာလေးအဲသတင်းချက်လက်နေနဲ့တိတိနဲ့အကြောင်းအရာမလို့ကျွန်တော်မနေ့ပြည်ရဲ့ထုတ်ပြန်ချက်ကိုအသေးစိတ်ဖတ်ပြပြီးတော့တင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်